အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့ဒီနေ့ဖြစ်ပါစို့ဒီနေ့ကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဘောနော်အဲ့တော့ဒါကျွန်တော်တို့လက်ရှိမှာတော့ဒါကျွန်တော် Liverpool အသင်းကတော့ဒီနှစ်လွေရာသီရဲ့ပထမဆုံးခေါ်ယူမှုကိုမကြခင်မှာ ြုလုပ်နိုင်တော့မှဖြစ်တယ်ဆိုတဲ့သတင်းတွေတောက်လျှောက်တောင်းတောင်းဖြစ်ဖြစ်တက်လာခဲ့ဖြစ်တယ်။အဲလက်ရှိမှာဒါကျွန်တော်တို့ Fabrizio Romano ကိုတိုင်ကိုဒါကျွန်တော်လက်ရှိမှာ Sky ဒါကျွန်တော်တို့ Germany ကိုတိုင်ကိုတရားဝင်အတည်ပြုထားခဲ့တာကတော့ မကြခင်မှာဒါကျွန်တော်လစ်ဗာပူးကစားသမား Frank Bound တယောက်ဖြစ်လာတော့မယ်ဆိုတဲ့အကြောင်းကတော့တော်တော်လေးကိုတော်တော်ဖျော်ဖျားတက်လာခဲ့တာဖြစ်တယ်အဲ့တော့ဒါကြောင့်တော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတာက Jeremy Frank Bound ကတော့ဒါကြောင့်မကြခင်မှာကျွန်တော်လစ်ဗာပူးနဲ့တည့်ရယ်ဝင်ဒါကျွန်တော်သဘောတူညီမှုရတာပေါ့နော်အဲ့တော့လစ်ဗာပူးတင်းကတော့ဒါကျွန်တော်စာချုပ်ဖြတ်သိမ်းကြီးရှိတဲ့ကစားသမားတွေဆိုတော့တော်တော်လေးကိုမြန်မြန်ဆက်ဆံနဲ့အလွတ်လွတ်နိုင်တာကိုအမြဲတမ်းတွေ့ရမယ်တဲ့မှာပါပါတယ်အဲ့တော့ဒါကျွန်တော်တို့ detail လေးတွေပြောလိုက်အောင် လက်ရှိမှာဒါကျွန်တော် Grand Prix Frankfurt ကတော့ Bayer Leverkusen ကနေအသင်းကနေတရားဝင်ထွက်ခွာတော့မှဖြစ်ပြီးတော့သူ့အနေနဲ့ Liverpool အသင်းကိုဒါကျွန်တော်နှုတ်အားဖြင့်သဘောတူညီမှုရရှိခဲ့ပြီးဆိုတဲ့သတင်းထောက်ရှောက်ထွက်လာခဲ့တယ်။ဒီနေ့မှာလက်ရှိနောက်ဆုံးကြသတင်းတွေရ Sky Sport Germany ကဒါကျွန်တော် Platigo ကို Fabrizio Romano တို့ရဲ့အဆိုအရဆိုရင်တော့ဒါ Frankfurt ကတော့ Liverpool အသင်းကိုသဘောချပြီးသူ့ကိုလာပြီးကမ်းလှမ်းမှုတွေရှိတဲ့ club တွေတွေကနေပြီးတော့ဒါကျွန်တော်တို့ Liverpool အသင်းကိုပဲတရားဝင်ရွေးချယ်တော့မှဖြစ်တယ်ဆိုတဲ့သတင်းထွက်ပေါ်လာခဲ့တယ်။ကစားသမားကိုဒါ Liverpool ကနေထိန် ကျုံ့ဝထိမ့်ချုပ်လို့မရတဲ့ပြဿနာကသူ့အနေနဲ့လက်ရှိမှာစာချုပ်ဖြတ်သိမ်းခြင်းယူရို35သန်းနဲ့စာချုပ်ရှိတယ်။ဒါပေမဲ့လီဗာပူးကဒီနေရာမှာယူရို5သန်းပေးပြီးသူ့အနေနဲ့ဒါကျတော့3နှစ်အရေးကြပလန်ပေးမှတ်ပလန်နဲ့ ပြုလုပ်သွားမှာဖြစ်တယ်လို့သိရတယ်။ဒေဗဂူစင်နဲ့ဒီလိုမျိုးပေးမဲ့အရေးကြပလန်ကိုလက်ရှိမှာလုံးဝညှင်းဆို့သွားမှာမဟုတ်ဘဲသူတို့အနေနဲ့ဒါကိုလက်ခံသွားမယ်ဆိုတဲ့အကြောင်းကိုကျွန်တော်အနေနဲ့သိရတယ်မှာပါ။အဲ့တော့လက်ရှိမှာဒါဂျယ်ရမီဖရင်ပေါင်ကလက်ရှိမှာလစ်ဗာပူးကစားသမားမကြခင်ဒါဖြစ်လာတော့မယ်လို့ကြားသိရတယ်မှာပါ။အဲ့တော့ဒီနေ့ပြောရမယ်ဆိုရင်လက်ရှိမှာကစားသမားတွေဒါကျွန်တော်တို့လစ်ဗာပူးတင်းတွေက2030ဒီစာချုပ်ချုပ်မယ်လို့ကြားသိရတယ်မှာပါ။အဲ့တော့လက်ရှိမှာ2025နဲ့ဒါတွက်ကြည့်လိုက်မယ်ဆိုရင်တော့ကျွန်တော်9နှစ်သက်တမ်းရှိရစာချုပ်ချုပ်မယ်။ချိန်နဲ့တက်တယ်ဆိုရင်တော့တစ်နှစ် option to option to the extend 1 year ဆိုတော့လည်းပါတယ်ဆိုတော့တရင်ကြားတယ်အဲ့တော့လက်ရှိမှာအဓိကကပေါ့နော်ဒါကျွန်တော် Jeremy Frankboy လောက်ခလာစာကလည်းအစင်တော်လေးကိုပြေခဲ့ပြီးတပတ်လောက်ခလာစာကျွန်တော်ပေါင်နဲ့တော့မှဆိုရင်ပေါင်3သိန်း8000နဲ့2သိန်း2000ကြာပဲရှိတယ်ဆိုတော့တရင်ထွက်လာခဲ့တယ်ပြောချင်တာတော်တော်လေးကိုလည်းတတ်တာလို့ပြောလို့ရတယ်ပြောလက်ရှိမှာ Liverpool ပေးနိုင်တဲ့ဈေးတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့ဒီကစားသမားက Liverpool အသိန်းနဲ့ဒါကျွန်တော်မြင်မြန်ဆက်ဆံမယ်ဒါကျွန်တော်တို့ဖြစ်သွားခဲ့တယ်လို့ပြောလို့ရမယ်တော့ရှိအဲ့တော့နည်းနည်းလေးအဲ့တော့လုံအောင် Liverpool သိတဲ့ဒီနေရာမှာဒါကျွန်တော်တို့ဘာလို့အရေးကြပြီးလဲဆိုတော့ဒီ data ကျွန်တော်မသိဘူးဒါပေမဲ့ရအကြီးကျပြီးတဲ့အပေါ်မှာတော့ Liverpool အသင်းကနေကောင်းကောင်းကြီးလက်ခံခဲ့တယ်ဘာကြောင့်ဆိုတော့ Liverpool အသင်းနေနဲ့ဒါစာချုပ်ဖြတ်သိမ်းကြေးထက်၅သန်းပိုပြီးပေးခဲ့တဲ့အတွက်ကြောင့်မလို့ဒါ Liverpool အသင်းနေနဲ့ကတော့ကျွန်တော်တို့ Liverpool အသင်းဘက်ကဒီကိစ္စနဲ့ပတ်သက်ပြီးတော့ like ရောပြီးဒါကျွန်တော်လက်ခံခဲ့တဲ့သဘောတရားမှရှိအဲ့တော့ Jeremy Frimpong ကိုတိုင်ကလည်းဒါကျွန်တော်တို့လက်ရှိမှာ Premier League အသင်းကိုပြောင်းခြင်းနဲ့လက်ရှိမှာ right wing back right w right wing back ကျွန်တော် right back လူတဲ့အသင်းတွေမှာ Manchester United အသင်းနဲ့ဒါကျွန်တော်တို့ Liverpool အသင်းကလွှင့်လက်ရှိ market ထဲမှာတော့ဒါ မန်ချက်စတီးလက်စိတ်ဝင်စားဒါပေမဲ့မန်ချက်စတီးကဖရင်ပေါင်ကိုပြန်လဲပြီးတော့ခေါ်ပြီးတော့စီစဉ်မရှိဘူးသူတို့အနေနဲ့အခုလက်ရှိမှာကြားရတဲ့သတင်းတွေအရဆိုရင်တော့ဒါကျွန်တော်တို့လစ်ဗာပူးအသင်းကသာဖရင်ပေါင်ကို လာမဲ့နေရာဒီမှာခေါ်ယူဖို့အတွက်တည်ကြတော့နီနီရှိမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပြီအဲမကြာခင်မှာဒါကျွန်တော်တို့လစ်ဗာပူးအသင်းအနေနဲ့သူတို့ရဲ့ပထမဆုံးဒီနေ့နေရာဒီရဲ့ခေါ်ယူမှုကိုတော့ဖရင်ပေါင်ဖြစ်လာမယ်ဆိုတဲ့သဘောတရားကိုတော့တကယ်ပုတ် တော်တော်လေးကိုတည်တည်ကြည်ကြာဖြစ်လာခဲ့ပြီးတော့ကြားသိရတယ်မှာပါတော့မကြာခင်မှာတော့ဒါကျွန်တော်လက်ရှိကြားတဲ့သတင်းนี่အရာဆိုရင်တော့ here we go တော့မှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်အနေနဲ့တင်ဆက်ပေးကြတာဖြစ်ပါတယ် frame bound ကလက်ရှိမှာဒါကျွန်တော် liverpool အသင်းရဲ့ဒီနှစ်နွေရာသီရဲ့ပထမဦးဆုံးခေါ်ယူမှုတစ်ခုဖြစ်တော့မယ်ဆိုတဲ့သတင်းကတော့တဖြည်းဖြည်းနဲ့ကျွန်တော်တည်ကြလာခဲ့ပြီလို့ပြောရင်းနဲ့ပဲကျွန်တော်နောက်ထပ်ဒါကျွန်တော် topic လေးတစ်ခုပြောအောင်အဲ့တော့ liverpool အသင်းရဲ့ဒီကျွန်တော် right back နေရာပြီးရင်တော့လာမယ့်နွေရာသီအတွက် left back နေရာကိုလည်းတခါတည်းဒါ move လုပ်မှာဖြစ်ပါတယ် left back နေရာမှာတော့ကျွန်တော် middle crackers ပေါ့နော် clackers ရဲ့တာကျွန်တော်အပြောင်းရွှေ့ကြခုနကတည်းကကျွန်တော်တို့ frame point အပြောင်းရွှေ့လောက်တော့တော်တော်လေးကိုရိုးရှင်းမှာမဟုတ်ပါဘူး crackers ရဲ့အပြောင်းရွှေ့မှာဒါကျွန်တော် liverpool အသင်းအနေနဲ့တစ်ဖက်ကဒါကျွန်တော်တို့ ဘိုးမော့တောင်းတဲ့ပေါင်တန်း90နဲ့55တပ်ပတ်ချာလဲဝင်းကြီးကိုလစ်ဗာပူးတင်းနဲ့လုံးဝလုံးဝပေးသွားဖို့စီစဉ်ရှိဘူးသူတို့နေလက်ရှိမှာကရာကတ်ကိုပေါင်35တန်းနဲ့ပေါင်တန်း40ကြားတတ်မှတ်ထားတယ်မှာပါအဲ့တော့ပြောချင်တာလစ်ဗာပူးတတ်မှတ်ထားတဲ့ဈေးနဲ့ဒါကျွန်တော်တို့အဲဘိုးမော့တတ်မှတ်ထားတဲ့ဈေးထဲမှာဒါကျွန်တော်ငကိုတွေက10တန်းနဲ့15တန်းကွာချမှုရှိအဲ့တော့လစ်ဗာပူးတင်းကကရာကတ်ကိစ္စအခုလက်ရှိမှာတိတ်ပြီးတော့အားဆိုင်မလုပ်သေးဘူးဘာလို့လဲတစ်ချက်မှာဒါကျွန်တော် fring point ကိစ္စကိုဒါလုပ်နေဖြစ်တယ်အဲ့တော့လစ်ဗာပူးကဒီ left back နေရာမှာဒါလာမဲ့နေရာဒီမှာသူတို့ကရှင်းတယ်ရောဘတ်ဆင်ကိုအရင် ုံစံမျိုးထားပြီးစီမီကတ်ကိုရောင်းထုတ်ဖို့ပြောပြစင်လာခဲ့တယ်။ဒါကျွန်တော်တို့စီမီကတ်ကိုရတာကျွန်တော်ဘယ်အသင်းကဘလူဝယ်မဲဆိုတဲ့ဒီဒေးကကျွန်တော်သိချမသိသေးပေမဲ့ left back နေရာအတွက်ဒါခုနပြောလို့ပဲလာမယ့်နေရာဒီမှာ၂ယောက်တည်းကတယောက်ကိုရောင်းသွားမယ် Robinson ကိုရောင်းသွားမှာမဟုတ်ဘဲနဲ့ Robinson ကအသင်းမှာဆက်လက်ပြီးနေသွားမယ် Robinson ဒီနေ့ခုလက်ရှိမှာ Liverpool မှာသူ့အနေနဲ့အရန်ဖြစ်သွားတဲ့ကိစ္စမျိုးသူ့အနေနဲ့ Liverpool အသင်းမှာသာအေးဆေးနေသွားကြည့်မယ်အသင်းပြောင်းရွှေ့လို့ခြင်းစိတ်မရှိရကြဘူးသူ့အနေနဲ့ Liverpool ဘက်ကနောက်ဆုံးပြလာစာ short ပြီးပြီးသူ့စာချုပ်သစ်ကမ်းလိုက်မယ်ဆိုရင်တော့မှ Robertson နဲ့လက်ခံသွားဖို့ ready ဖြစ်နေတယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးဒါကျွန်တော် Robertson ကိုယ်တိုင်ကလည်းပြိတက်ကိုဒါကျွန်တော်တောင်းဆိုထားခဲ့တာသူ့ကိုစာချုပ်အသစ်ကန်လန်ဘူးတို့ပြိတက်တွေအနေနဲ့ဒါတောင်းဆိုပြီးဖို့ဝိုင်းပြီးနောက်ထပ်တွေ့ရမယ်။ဒါ Virgil van Dijk နဲ့ဒါကျွန်တော်တို့စာလာတို့ကိုလှုပ်ပေးခဲ့လို့ဒါ Robertson အနေနဲ့လည်းသူ့ရဲ့စာချုပ်အသစ်မှာပြိတက်တွေအကုန်လုံးဝိုင်းဝန်းပြီးတိုက်တွန်းပေးကြပါအောင်လို့နောက်တဲ့အထိကိုဒါကျွန်တော်တို့လက်ရှိမှာ training ဖြစ်နေတာကိုတွေ့ရမယ်။ဒါပေမဲ့လက်ရှိမှာ Robertson ကစာချုပ်အသစ်တိုးချုပ်စီဖြစ်သေးမဖြစ်စီဖြစ်သေးအာနိုးလိုကိစ္စမျိုးဖြစ်ဖို့တော့ Robertson မှာနေတယ်။ Robertson အသက်ရွယ် ဲ့ဘာညာရဲ့အကြောင်းကြောင့် Robertson ကိုလက်ရှိမှာခေါ်ယူမဲ့ club ဒီကလည်းတိတ်ပြီးမရှိသလောက်နေတယ်။အဲ့တော့လက်ရှိမှာ Robertson ကိုနဲ့ Robertson နဲ့ Simicast မှာ Simicast ကိုဒါ Liverpool တင်းနေနဲ့ရောင်းထုတ်ပြီးတော့ဒါ Robertson ကိုအသင်းမှာဆက်ထားဖို့တော့ရှိမှာ။ဒါပေမဲ့ Robertson က first line နဲ့ကစားသမားဆိုရယ် second line နဲ့ကစားသမားဖြစ်သွားပြီးတော့ဒီနေရာမှာ Krakas ရောက်လာဖို့ရာခိုင်နှုန်းများသွားခဲ့ပြီ။အဲ့တော့လက်ရှိမှာ Krakas နဲ့ပတ်သက်ပြီး Liverpool တင်းကိုကစားသမားကိုတိုင်ကတော့ပြောင်းခြင်းနဲ့ Hungary ကစားသမားလက်ရှိမှာတော်တော်လေးကို Liverpool တင်းကိုပြောင်းခြင်းနဲ့ တို့ပေမဲ့တော့ညလေလေဘဘူးသိမ့်နဲ့ဒါကျတော့ဘုံမောက်တဲ့ကြားထဲမှာဈေးကွာဟာမှုကနည်းနည်းလေးမဟုတ်တော်တော်လေးကိုကြီးမားနေတဲ့တကြောင်ဒီအပြောင်းရွှေ့ဖြစ်လာဖို့တော်တော်လေးကိုစိတ်ဝင်စားဖြစ်တယ်။အဲ့တော့လေဘဘူးသိမ့်ကရှင်းပါတယ်ခုနကဗစာချုပ်ဖြတ်သိမ်းရှေးရှိတဲ့ကစားသမားဆိုရင်တော့တို့အနေနဲ့ချိုးရလွယ်တယ်။အခုလက်ရှိဗစာချုပ်ဖြတ်သိမ်းရှေးရှိတဲ့ကစားသမားဆိုရင်လေဘဘူးအသိနေနေတာကျတော့ပုဂ္ဂိုလ်ကြီးရဲ့သဘောတူညီမှုရဖို့တော့လေအရန်လွယ်တဲ့အသင့်သင့်ဖြစ်လာခဲ့တယ်။ဒါတွေကသိပ်ပြီးတော့ထူးဆန်းတဲ့သတင်းတော့မဟုတ်ဘူး။အဲ့တော့လေဘဘူးသိမ့်ဒါကျတော့ခုနကရှိ Michael Award တို့ဒါကျတော့ Richard Hughes လက်ထက်ပါဒါကျတော့စာချုပ်ဖြတ်သိမ်းရှေးရှိတဲ့ကစားသမားဆိုရင်ပုဂ ကိုကြီးကညှိရင်ရှိမှာတအားတအားလွယ်ကူရတယ်မဟုတ်ပါဘူး။ဟုတ်တော့ of course is liverpool ပေါ့နော်။ဒါကျွန်တော် premier league မှာခုလက်ရှိမှာအောင်မြင်ဆုံးသင်တွေကတသင်း။ဒါကျွန်တော်တို့ပြောစရာမလိုတဲ့သင်းအခုလက်ရှိမှာ premier league title challenge လာထားတဲ့သင်းတွေတသင်း။ဒါ premier title ရထားတဲ့သင်းတွေတသင်းဆိုတော့အဲ့တော့ လာခေါ်ရင်တော့တောင်းတန်းကောင်းတော့ပဲညင်းနိုင်တယ်ဗျာအဲ့တော့လီဗာပူးသင်းနဲ့ခုလက်ရှိမှာဒါကျတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့ဆီနရီယိုတစ်ခုကိုဖျက်သန်းနေတာဖြစ်တယ်အဲ့တော့မီလိုကရာကက်စ်နဲ့ပတ်သက်ပြီးလီဗာပူးကတရားဝင်ကန့်လန့်မှုတော့အခုချိန်ကြီးမရှိသေးဘူးလာကစားသမားနဲ့ပုဂ္ဂိုလ်ကြီးရဆွေးနွေးမှုတွေတော့ရှိတယ်ဒါဘုံမောင်းနဲ့တို့ကြားထဲမှာဈေးကွာဈေးကွာချရရှိရမှာလီဗာပူးရဲ့အပြောင်းအရွှေ့ကဒီနေရာမှာတချက်တော့စောင့်ကြည့်နေတယ်မပါအဲ့တော့ဒါလေးနဲ့ဆက်ဆက်ပြီးပြောရမယ်အခုလက်ရှိနောက်ဆုံးတက်လာတဲ့သတင်းတွေရဆိုလီဗာပူးအသင်းကိုလက်ရှိမှာကန့်လန့်လာတဲ့ကစားသမားအလွတ်နဲ့ကစားသမားတွေတော်တော်လေးကိုများလာခဲ့တယ်ဆိုတဲ့သတင်း ထွက်လာခဲ့တယ်။ဒီကြားထဲမှာလက်ရှိမှာဒါကျွန်တော်လီဗာပူးအသင်းကိုခေါ်မလားဆိုတဲ့ကန်လန်မူရီထဲမှာတော့ကင်းစလီကိုးမန်းမှာပါလာတယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်။ကင်းစလီကိုးလန်းမှာလာမဲ့ဒါကျွန်တော်တို့နွေရာဒီမှာဘိုင်ယန်မြူနစ်ကအသင်းကနေပြီးတော့ထွက်ဖို့အတွက်ရာဂိုင်းလုံးနေများနေတယ်ကစားသမားတွေတယောက်ဖြစ်ပြီးတော့လီဗာပူးအသင်းကိုများဒီကစားသမားခေါ်ဂျင်လာဆိုပြီးတော့ဒါကျွန်တော်ကင်းစလီကိုးမန်းရဲ့အေဂျင့်တွေကတရားဝင်လီဗာပူးအသင်းဘက်ကိုကန်လန်းခဲ့လို့ကြားသိရတယ်။ လီဗာပူးလ်နဲ့အခုလက်ရှိမှာသူတို့ရဲ့တောင်ပံကစားသမားတွေလက်ရှိရှီးရင်းစကစားသမားတွေအသင်းကမထွက်မချင်းတော့ဒါတောက်ထက်ကစားသမားအစ်စ်ကိုခေါ်ယူသွားဖို့နည်းတယ်အခုလက်ရှိမှာသူတို့ရဲ့တောင်ပံကစားသမားဖြစ်တဲ့ Gag ဘူးလို့ Louis Diaz တို့ကိုလည်းအသင်းကြီးတချို့ကစိတ်ဝင်စားနေပြီမဲ့လီဗာပူးလ်နဲ့သူတို့ရဲ့ရှီးရင်းစကစားသမားတွေကိုအသင်းကထွက်ခွာခွင့်ပြုမှသာဒါကျွန်တော်ကစားသမားအစ်စ်ကိုခေါ်ယူဖို့တိုင်မှာအဲ့တော့ Kingsley Coman ကို Liverpool ကိုတရားဝင်ကမ်းလှမ်းမှုတချို့ပြုလုပ်ထားခဲ့ပေမဲ့ Liverpool ကဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တရားဝင်လက်ခံနိုင်တော့မရှိသေးဘူး။ဒါရှိမှာလီဗာပူးကကမ်းလှမ်းလာခဲ့တဲ့ကစားသမား2ယောက်3ယောက်လောက်ရှိရဆိုတဲ့တင်းထွက်ဒါပေမဲ့ဒီတက်မှာမကင်စလီကိုမန်ကဒါကျွန်တော်အများအတွေကတယောက်ဖြစ်တယ်ဆိုတဲ့သတင်းလေးတောက်ရှောက်ထွက်ပေါ်နေတာဖြစ်တယ်။အဲ့တော့လီဗာပူးရဲ့သတင်းလေးကဒီလောက်ပါပဲ။အဲ့တော့ဒါကျွန်တော်မကြခင်မှာ Frank Pound တရားလီဗာပူးကစားသမားဖြစ်တော့မှာဖြစ်ပြီးတော့ Here we go Google နဲ့မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ဒီလောက်ပါပဲ။ Polumber ကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ DB4U တို့မှာကျင်းလစ်စပောင်းကိုညွှန်ပြရပါတယ်။မြန်မာလေးကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မြန်ကလစ်မမြန်နိုင်ဖြစ်ပါတယ်။အားလုံးမကြည့်တော့ပါနဲ့။ ကောင်းမွန်သောနေလေးနေဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့ညောင်းမှာပဲအေးအေးဆေးတွေ့ကြတာပေါ့အားလုံးပဲကောင်းမွန်သောမနေ့ကင်းလေးဖြစ်ပါစေကျွန်တော်တော့ကုန်ပြီပေါ့ဗျာမြန်မာလေးလည်းကလစ်ပေးကြပါအောင်ဗျာမြန်မြန်ကလစ်မှာမြန်မြန်နေမှာဖြစ်ပါတယ်အားလုံးမကြိုးတမိုင်းကောင်းမွန်သောနေလေးနေဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့ညောင်းမှာအေးဆေးတွေ့ကြတာပေါ့ဒီပေါ့ဗျာ